ရှမ်းပြည်နယ်ကစစ်ဘေးသင့်ပြည်သူတွေကိုမမေ့ရောဖို့အတွက် performance တေးဥပြမှုတစ်ခုကိုရန်ကုန်လူငယ်ကွန်ရက်ကဦးဆောင်ပြီးတော့ပြုလုပ်ခဲ့ပါတယ်။ဤမမမွေရဲ့သတင်းမေးပို့ချက်မှာရှုစားနိုင်ပါတယ်ခင်ဗျ။ပြီးခဲ့တဲ့အောက်တိုဘာလဆန်းကနေစပြီးတော့ရှမ်းပြည်နယ်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့်စစ်ဘေးသင့်ခဲ့ကြတဲ့ပြည်သူတွေကိုမမေ့ကြဖို့အတွက်ရန်ကုန်လူငယ်ကွန်ရက်ကလူငယ်တွေဦးဆောင်ပြီးတော့နိုဝင်ဘာ26ရက်နေ့ကရန်ကုန်မြို့မြေဒီကုန်းပန်းချံအနီးမှာအတန်တိတ်တရုတ်ဖော်နေတာပါ။ဒီကအပြင်ဒါအမှုပဲမဲ့မဲ့နေကြတာပဲတချို့တွေကလည်းဒီရှမ်းပြည်မှာဆက်ဖြစ်နေတယ်ဆိုတော့သိကြရတယ်။ဒါပေမဲ့အမှုပဲမဲ့မဲ့နေနေကြရတယ်။ အဲ့အမှုမဲ့မဲ့နေနေတာကိုဒါဟုတ်ပါလေဒါမင်းတို့နဲ့မဆိုင်ဘူးဒါအမှုမဲ့မဲ့မင်းတို့နေကြပါဒါမင်းတို့နဲ့မဆိုင်ပါဘူးဆိုတော့တရုတ်ကိုဖောက်ပြတာပါကျွန်တော်အဓိကတော့ဒီရန်ကုန်လူငယ်ရန်ကုန်လူငယ်ကွန်ရက်ကောင်ပါနော်တခြားဒီရှမ်းပြည်တောင်ပိုင်းလူငယ်ကွန်ရက်တွေနော်ရှမ်းလူငယ်ကွန်ရက်တို့အဲ့လိုမျိုးလူငယ်ကွန်ရက်တွေရှိတယ်အဲ့လူငယ်ကွန်ရက်တွေနဲ့ချိတ်ဆက်ပြီးတော့ဒီဒီကိစ္စပေါ်ဒီ performance လုပ်တယ်တော့ signature campaign လုပ်တယ်နော်အလူကန်ကြီးကိစ္စရတဲ့ကျွန်တော်တို့တာဖြစ်ပါတယ်ဒီလိုစစ်ပေးတင်ခဲ့ကြတဲ့ရှမ်းပြည်တွေကစစ်ပေးတင်ပြည်သူတွေကိုမေးမထားကြဖို့အတွက် ရှမ်းမြို့သမီးကလေးငယ်ချီးပိုးထားတဲ့ပုံစံနဲ့တရုတ်ဖော်ခဲ့တာဖြစ်ပြီးစစ်ပေးတဲ့ပြည်သူတွေအတွက်အလှခံတာတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒါပြင်ရန်ကုန်လူငယ်ကွန်ရက်နေနဲ့စစ်ပွဲတွေရတံမှုအတွက်လှုပ်ရှားမှုတွေကိုဆက်လက်ပြီးဥဆောင်ပြုလုပ်သွားမယ်လို့လည်းဆိုပါတယ်။တတလောရှမ်းပြည်နယ်မှာအစိုးရတပ်နဲ့ရှမ်းမြောက်ပိုင်းတပ်ဖွဲ့ရဲ့တိုက်ပွဲတွေကြောင့်လွန်ခဲ့တဲ့အောက်တိုဘာလဇန်ကနေစပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းအထိတိုက်ပွဲပေါင်း100ကျော်ဖြစ်ပွားခဲ့ပြီးစစ်ပေးဆောင်ဒုက္ခသည်ပေါင်း1000ကျော်ထွက်ပြေးနေရပါတယ်။စမအီမမမမ